တီရင်းစစ်ကိုရင်ဆိုင်နေရတဲ့တက်မလို့ဟာ KMD တရုတ်ပြည်ကျူးကျော်မှုကိုရင်ဆိုင်ရတဲ့အခါမှာခင်မီစစ်စင်ရေးလုပ်ပြီးတိုင်းပြည်ကိုကာကွယ်နိုင်တဲ့တက်မတော်အဖြစ်အသွင်ပြောင်းနိုင်အောင်ကြိုးပမ်းလာဖို့ကိုမေကလန်ဟန်ကတင်ကြားထားပါတယ်ရန်သူတိတွေ့တဲ့အခါမှာတခါမှမရှိသေးဘူးတဲ့စစ်သဘောတရားလည်းရှိလာပါတယ် KMD တရုတ်ပြည်တက်တွေကိုတစားချင်းတနှုံနှုံတိုက်နေလို့အောင်မြင်မှာမဟုတ်ကြောင်းတိတာထင်ရှားလာတဲ့အခါမှာဗကြုံနေဝင်းဟာစစ်စီမံခန့်ခွဲရေးဦးစီးဌာနဖွဲ့စည်းပြီး ဘူမှုအောင်ကြီးကိုဥဆောင်စေတယ်လို့ဆိုပါတယ်။နိုင်ဆက်တူကအုတ်ချုပ်ရေးကိစ္စကိုလွတ်ဆောင်နေရတဲ့စစ်ရုံးဟာရေရှည်မဟာဗျူဟာချမှတ်တာမျိုးကိုမလုပ်နိုင်လို့စိတ်တရားကြောင်းပြည်ပရန်ကိုကာကွယ်နိုင်ဖို့အရေးကြီးကြောင်း1951အောက်ကစလ28ရက်နေ့ဒီဇင်ဘာစစ်စီမံခန့်ခွဲရေးဦးစီးဌာနမှတ်တမ်းမှာဖော်ပြထားပါတယ်။ဗိုလ်ချုပ်နေဝင်ကညွှန်ကြားတယ်လို့အောက်ကစလမှတ်တမ်းမှာဖော်ပြပေမဲ့အဲ့ဒီအချိန်မှာဘုန်နေဝင်ခွင့်ယူထားပါတယ်။ဘုန်နေဝင်ဟာမိမကိစ္စနဲ့ညံ့များနေရတဲ့အချိန်မှာပဲ။ ဒီကိစ္စနဲ့ပတ်သက်ပြီးအမြင်နှမျိုးရှိနေပါတယ်။စစ်ရုံးကအင်္ဂလိပ်အရာရှိတွေကိုဗိုလ်ချုပ်နေဝင်ကလွှတ်ထားလွန်းတဲ့အတွက်ဆိုရှယ်လစ်အမကန်အုပ်စုကစစ်စီမံခံခွဲရေးဦးစီးဌာနကိုဖွဲ့စည်းတာလို့ဘူမောင်မောင်ကပြောပါတယ်။ဘူအောင်ကြီးကတော့ဘူနေဝင်းရဲ့အာဏာကိုချုပ်ချယ်ကန့်သက်ဖို့ရည်ရွယ်ပြီးစစ်စီမံခံခွဲရေးဦးစီးဌာနကိုကာကွယ်ဝင်ကြီးဦးဝင်းကတီထောင်တာလို့ပြောပါတယ်။1951အောက်ခစလ22ရက်နေ့မှာကရင်တပုံလက်အောက်ကလျှောက်လာတယ်။ဘူမောင်မောင်ဟာလာကုံပိုင်းမှာစစ်ရုံးကိုပြန်သွားတော့ စစ်စီမံခန့်ခွဲရေးဦးစီးဌာနဖွဲ့စည်းထားတာလေးရက်သာရှိသေးတာမို့စံတော်ဝါစာဖတ်နေတဲ့အဆင်ပဲရှိပါသေးတယ်။တက်မတော်မှာမရှိသေးတဲ့စစ်သဘောတရားကိုပထမဆုံးထုတ်ဖော်ပြီးလုပ်ငန်းစရမယ်လို့ဘုံမောင်မောင်ကအကြံပြုပါတယ်။ရန်သူမတက်မနိုင်ပဲစစ်တပ်တိုးချဲ့ရေးပြန်လည်ဖွဲ့စည်းရေးနဲ့တက်ဖြန့်ဖြူရေးဆိုင်ရာမဟာဗျူဟာကိုချမှတ်နိုင်မှာမဟုတ်ဘူးလို့ဆိုပါတယ်။ရန်သူဟာတရုတ်ကွန်မြူနတီဖြစ်တယ်လို့ဘုံမောင်မောင်ကတင်ပြပြီးတရုတ်ကျူးကျော်တာကိုနေဆက်မှာ။ ၃လခုခံနိုင်အောင်အင်အားရှိတဲ့တက်မတော်ကိုတိဆောက်ဖို့အကြံပေးပါတယ်။၃လအတွင်းမှာကုလသမဂ္ဂအကူအညီရနိုင်လိမ့်မယ်လို့ညွှန်လင်းတာပါပဲ။ဒီလိုအင်အားရှိတဲ့တက်မတော်ကိုတိဆောက်နိုင်ဖို့အတွက်အစိုးရအသုံးစိတ်၄၀ရာခိုင်နှုန်းကိုစစ်တပ်ကရယူဖို့လိုကြောင်းဘူအောင်ကြီးကပြောပါတယ်။ကုမျိုးနဲ့တရုတ်ပြည်မှာစီးပွားရေးထိုင်ကြဖို့၁၀နှစ်လောက်လိုရမှာမို့ဗမာအစိုးရဟာ၁၀နှစ်အတွင်းတိုင်းပြည်စီးပွားရေးပြန်လည်တိဆောက်ရမယ်လို့ဆိုရှယ်လစ်ခေါင်းဆောင်ဘက်ကယုံကြည်ကြောင်းဘူမောင်မောင်ကပြောပါတယ်။ ဝန်ကြီးချုပ်ဦးနုကတော့တရုတ်ကွန်မြူနီအပါအဝင်လူတိုင်းနဲ့ချစ်ချစ်ရင်းနှီးအောင်လုပ်နိုင်တယ်လို့ယုံကြည်ပြီးစစ်တပ်တိုးချဲ့ဖို့အတွက်ငွေကုန်မခံချင်ဘူးလို့ဆိုပါတယ်။ဆိုရှယ်လစ်တွေဟာဦးနုရဲ့ချစ်ချစ်လမ်းစဉ်ကို လက်ခံနိုင်ပေမယ့်စစ်အင်အားကောင်းဖို့ရည်ကြည်တယ်လို့ယူဆပါတယ်။တက်မတော်တိုးချဲ့ဖွဲ့စည်းရေးအစီအစဉ်ကိုအကောင့်ထဲပို့ရမှာဘုံနေဝင်းဘုံမောင်မောင်နဲ့ဘောင်ကြီးတို့ဟာသူတို့လူလာတဲ့စစ်ဗိုလ်တွေကိုနေရာပေးပြီးသူတို့မယုံတင်တာဖြစ်တဲ့အရာရှိတွေကိုစစ်ရုံးကဖယ်ရှားနိုင်ခဲ့ပါတယ်။ဥပမာ အင်္ဂလိပ်ညမာကာပြားဗုံမှုကြီးလှအောင်လေအင်္ဂလိပ်စစ်တပ်ကလာတဲ့ဗုံမှုဘက်ကိုလိုအရာရှိတွေကိုစစ်ရုံးကဖယ်ရှားနိုင်ခဲ့ပါတယ်ရေတက်နဲ့လေတက်မှလည်းဗမာစစ်ဗိုလ်တွေကိုနေရာပေးဖို့အကြံဖန်လုပ်ပါတယ်ထိတ်တန်းရေတက်အရာရှိအများစုဟာအင်္ဂလိပ်ရေတက်မှအမှုထမ်းမှုတဲ့အင်္ဂလိပ်ညမာကာပြားတွေဖြစ်ပါတယ်လေတက်မှလည်းအင်္ဂလိပ်ညမာကာပြားရှိပေမဲ့ရေတက်လောက်တော့အများပါဘူးဒီကာပြားအရာရှိတွေကိုအင်္ဂလိပ်လော်တော်ကြီးလို့ ကြီးတက်ခေါင်းဆောင်ဘက်ကယူဆပြီးမယုံသင်္ကာဖြစ်နေကြပါလေ။ကြီးတက်ဟာကြီးတက်နဲ့ပူတွဲဆစ်ဆင်မှသာအတုံးဝင်တဲ့တက်ဖွဲ့ဖြစ်တာမို့အင်္ဂလိပ်လော်တော်ကြီးလို့မသင်္ကာသူကိုထုတ်ပြဖို့ဘူနေဝင်းကဆုံးဖြတ်ကြောင်းအင်္ဂလိပ်စစ်မရှင်ကယူတက်အရာရှိရဲ့1950မလ24ရက်နေဆွဲပါအစီရင်ခံစာမှာဖော်ပြထားပါတယ်။ယူတက်ပုံမူဖိဖိကြီးနဲ့ဘူမူခင်မောင်ဘိုးတို့ကိုကြံဖန်အကြောင်းပြထုတ်ပြပြီးဘူနေဝင်းလူလာတဲ့ဘူမူတန်းဖေကိုဂျီတက်အကြီးအကဲဖြစ်ခံရပါတယ်။ အင်္ဂလိပ်ခေတ်မှာရေတက်ထဲဝင်ပြီးအင်္ဂလိပ်နဲ့အတူအိန္ဒိယကိုလိုက်သွားသူရေတက်အရာရှိအလုံးအလုတ်ပြုတ်ကုန်ကြောင်း1952စက်တင်ဘာ28ရက်တထုပ်နေရှင်သတင်းစာအဒီတာအပေါ်မှာရေးသားထားပါတယ်လီတက်မှာတော့ရေတက်မှာလို့ကျန်ဖန်ထုတ်ပြတာတွေမလုပ်ပေမဲ့အသေးအပြောက်ရှိတာမို့အင်္ဂလိပ်ခေတ်ကလေယာဉ်မှုတွေစက်သိမ်းကုန်ပါတယ်လီတက်အကြီးကဲကရင်ဘုံမှုရှိရှိဟာ1949ဇန်နဝါရီမှာကရင်ဒေါ်လာဟိစကလေးကပုံအောင်နေတဲ့အတွက် သူ့နေရာကိုလူစားထုတ်ဖို့ရွယ်ကူသွားပါတယ်။သူ့နေရာစက္ကန်သူလေးတက်အရာရှိခင်ဟာကျိုင်းတုံမှာလေရင်ပြက်ကြတည်ဆုံးလို့ရှစ်လက်ဟောင်းတွေနေကုန်းချုပ်ကုန်ပါတယ်။တက်မတော်တိုးချက်ဖွဲ့စည်းလို့စစ်သားညလာပေမယ့်အရာရှိမလုံလောက်တဲ့ပြဿနာရှိနေတာမို့ရှီပြည်သားအရာရှိကိုတော့တင်နှံမပေးနိုင်ပါဘူး။1952မှာ ODS ပုတင်နှံတက်ရသေးတဲ့အရာရှိ6ကရှိပါတယ်။တက်မတော်ကိုကြောက်ကြားစစ်တမ်းမှာကပဲနိုင်ငံခြားစစ်တပ်ကိုခုခံနိုင်ဖို့ပြင်ဆင်ရမှာလေ့ကျင့်ရေးဟာအရေးကြီးပါတယ်။ ပြည်တွင်းမှာပိုတင်တဲ့တက်ဥယျာဉ်ကိုတွန်းပြနိုင်ပေမယ်နိုင်ငံခြားကိုစစ်ပညာသင်လို့ရမှာအင်္ဂလိပ်စစ်မရှင်နဲ့ပြဿနာပေါ်ရပါတယ်တက်မတော်ကညှော်မှန်းတယ်လို့တင်တန်းတက်ခွင့်မရပါဘူး1953မှာအရာရှိ53ဦးနဲ့စစ်သား68ဦးကိုအမေရိကန်ကိုဆစ်လွတ်ဖို့စီစဉ်ပေမဲ့တဦးသာတွားခွင့်ရပါတယ်ဒီစစ်ဖို့ကတော့ဖုတ်စီဦးစီးတက်ကတော်မှာတင်ညာတင်ခွင့်ရတဲ့ဗိုလ်မှူးတောင်းထိုက်ပဲဖြစ်ပါတယ်အင်္ဂလိပ်စစ်မရှင်ဟာကရင်တပုံဘက်ကပင်းပြီး တက်မတော်လက်နဲ့ပစ္စည်းဝယ်ယူမှုကိုဟန်တားတယ်လို့ဗမာအရာရှိတွေကဝေဖန်ဆွဆွဲနေတာသုံးနှစ်လောက်ရှိပါပြီနိုင်ငံခြားစစ်တပ်နဲ့တက်ဖို့ကိစ္စမှာစီဦးစီယုံကလိုချင်တယ်လို့အင်္ဂလိပ်စစ်မရှင်ကစီစီမပေးနိုင်တဲ့အခါဆက်ဆံရေးတင်းမာလာတဲ့အတွက်1954နှစ်ဆန်းမှာအင်္ဂလိပ်စစ်မရှင်ကိုရုပ်သိမ်းလိုက်ရပါတယ်ဒီကာလမှာပဲဒီအဆိုင်စီးပွားရေးလုပ်ငန်းကိုဘိုးအောင်ကြီးကဥဆောင်ပြီးဝေရှာလာတဲ့အတွက်စီးပွားရေးနိုင်ငံရေးနဲ့လူမှုရေးနဲ့ပယ်မှာပါစစ်ဘိုးတွေဩဇာအရှိန်အဝါ ကြီးမားလာပါတော့လေလွတ်လပ်အရာကြီးမကြမီပြုတ်ခွဲပျက်စီးနေပါဖြစ်သွားတဲ့ဗမာတက်မတော်ကို1951ကစပြီးပြန်လည်တိစောက်ဖို့ကြိုးပမ်းတာမို့ရှစ်နှစ်အတွင်းတက်မတော်ဟာဗပောင်းစုံတိုးတက်ပြောင်းလဲလာကြောင်းမီဒီကလဟန်ကသုံးသပ်ထားပါတယ်လေ့ကျင့်ရေးစိတ်သက်စစ်စင်ရေးထောက်လှမ်းရေးတံပြန်ထောက်လှမ်းရေးသဘုံနှိမ်နှင်းရေးအထူးတက်ဖွဲ့အင်ဂျင်နီယာတက်ဖွဲ့စီးပွားရေးလုပ်ငန်းစတာတွေဒီကလာမှာပေါ်ပေါက်လာကြောင်းတက်မတော်မကွန်တိုက်ကရက်ဆွဲမပါတဲ့တက်မတော်အုပ်ချုပ်ရေးတမိုင်းအတွင်းနှစ်မှာ ပေါ်ပြထားပါတယ်။နိုင်ငံခြားစစ်တပ်ကိုလေ့လာပြီးနိုင်ငံခြားလက်နက်ပစ္စည်းနဲ့ဗမာတပ်မတော်ကိုတိုးချဲ့ဖွဲ့စည်းတာဖြစ်ပါတယ်။1951အတိုင်းကတော့အင်္ဂလိပ်ကိုသာအာကိုပါတယ်။တပ်မတော်ရဲ့အကြံပေးအဖွဲ့ဖြစ်တဲ့အင်္ဂလိပ်စစ်မရှင်ကပဲနိုင်ငံခြားစစ်တော်ရဲ့ကိစ္စကိုစီစဉ်ပါတယ်။ဒါပေမဲ့ KMD တရုတ်ဖြူကျူးကျော်ဝင်ရောက်တာကိုကုလသမဂ္ဂကအရေးမြူတဲ့အတွက်1952ကစပြီးအင်္ဂလိပ်ကိုအာမကူတော့ပဲအခြားနိုင်ငံတွေကို တက်မလို့လိလရေးဖွဲ့ဆေးလို့ပါတယ်တနတာဟာရနိုင်ငံတွေကိုလိလရောက်တယ်မကတော့ပဲပြင်သစ်အစ္စရေးယူကိုစလာဗီးယားအနောက်ဂျာမနီနဲ့ကွန်မြူနတီအုပ်ပြည်ကိုပါတက်မလို့လိလရေးမရှင်တွေဆေးလို့ပါတယ်နောက်တော့အင်္ဂလန်ကဆန်ဟတ်အမေရိကန်ကဝက်စ်ဝိုင်းအိန္ဒိယကဒါလာတန်နဲ့ယူကိုစလာဗီးယားကိုအတွေ့ယူပြီးစစ်တပ်တော်နဲ့တက်မလို့မကွန်တိုက်ကိုတိစောက်တာဖြစ်ပါတယ်1951က1958အထိဖြစ်တဲ့၈နှစ်ကာလမှာတက်မလို့လိလရေးအဖွဲ့တွေ15ချိန်ထံမှနဲ့ ုင်ငံသားကိုတွားရောက်ခဲ့ကြပါတယ်။နိုင်ငံသားလေးလာရခီးကထွက်ပေါ်လာခဲ့တဲ့အကျိုးသက်ရောက်မှုနှစ်ခုကိုမေရီကလဟန်ကဖော်ပြထားပါတယ်။ပထမကတိုက်ပြည်နယ်တပ်မတော်ကိုကိုစားပြုပြီးနိုင်ငံသားနဲ့ဆက်ဆံရတဲ့စစ်ဗိုလ်တွေဟာမိမိတို့ရဲ့အရေးပါအရာရောက်မှုကို ပုံမူနားလည်လာတာဖြစ်ပါတယ်။ဥပမာ1950နှစ်အိန္ဒိယပါကစ္စတန်လေးလာရခီးအစီရင်ခံစာမှာဗမာတပ်မတော်ရဲ့အရေးသွေးကိုနှိုင်းယှဉ်သုံးသပ်ထားပါတယ်။အိန္ဒိယစစ်တပ်ဟာလွတ်လပ်ရပြီးတာတော့အင်္ဂလိပ်ပုံစံချခဲ့တဲ့အတိုင်း ိုင်းနာလောက်တဲ့စစ်မှုထက်တက်ဖြစ်နေပြီးစစ်သွေးစစ်မှန်ကိမဲ့ကြောင်းဝေဖန်ထားပါတယ်။အိန္ဒိယနဲ့အင်္ဂလိပ်စစ်တပ်ရဲ့ပုံသေးစစ်မှုထမ်းစစ်တပ်ကိုစွန့်ပစ်နိုင်တယ်။ပါကစ္စတန်အရာရှိငယ်တွေကိုတော့ဗမာစစ်မရှင်အဖွဲ့ကချီကျူးထားပါတယ်။ဒုတိယချက်ကတော့ဗမာတက်မတော်နဲ့တင့်တော်မဲ့ကိစ္စတွေကိုနိုင်ငံခြားကတင်သွင်းနိုင်တာပဲဖြစ်ပါတယ်။အဲ့ဒီခေတ်ကယူကိုစလာဗီးယားနိုင်ငံကိုသဘောကျကြပါတယ်။1955လေးလာရေးအစည်းအဝေးခစားမှာယူကိုစလာဗီးယားနိုင်ငံနဲ့မြန်မာပြည်အသွင်တူပုံကိုတုံးသက်ထားပါတယ်။ စစ်လက်နဲ့ပစ္စည်းထုတ်လုပ်တဲ့နိုင်ငံခြားကုမ္ပဏီတွေကလည်းတက်မတော်လေးလာရေးခီးအတွက်ဈေးိတ်ခံပါတယ်။နိုင်ငံခြားအယူဆနဲ့နိုင်ငံခြားပစ္စည်းကိုတုံးပြီးဗမာတက်မတော်ကိုချက်ထွင်လာပါပဲ။အမေရိကန်ဥဆောင်နဲ့ရင်းရှင်ဒီမိုကရေစီအုပ်စုနဲ့ဆိုဗီယက်ဥဆောင်နဲ့ကွန်မြူနစ် အုပ်စုဆက်ဆက်ရေးတင်းမာပြီးစစ်အေးတိုက်ပွဲပြင်းထန်နေတဲ့အတွက်စစ်တပ်ကိုဦးစားပေးပြီးစီးယုံနေတဲ့အချိန်ကပါပဲ။တတိယကမ္ဘာစစ်ဖြစ်ရင်ကွန်မြူနစ်ကိုဝိုင်းတိုက်ပါမလားဆိုတာရေးရတည်ကြတဲ့ကာလမှာ နိုင်ငံကြီးတွေဟာနိုင်ငံကလေးတွေကိုစီယုံရေးဆင်းနေတဲ့အချိန်ကဖြစ်ပါတယ်။မြန်မာပြည်ကိုစီယုံသိမ်းသွင်းရမှာအမေရိကန်ဟာရတားဝန်ကြီးချုပ်ဦးနုနဲ့နှိုင်းရှင်ဗိုလ်ချုပ်နေဝင်ကိုပိုးပြီးညနေသားပြေးတာတွေ့ရပါတယ်။နိုင်ငံခြားကရတဲ့အယူအဆတွေကိုတမူးများညီလာခံမှာဆွေးနွေးကြတာမို့တက်မတော်ညီလာခံဟာစစ်တပ်ပြုပြင်ပြောင်းလဲရေးတာမကပဲနိုင်ငံတော်အစိုးရပြုပြင်ပြောင်းလဲရေးကိုပါဆွေးနွေးရနေရဖြစ်လာပါတယ်။စီရေးနိုင်ငံရေးစီးပွားရေးအုပ်ချုပ်ရေးစတဲ့ တိုင်းပြည်ရေးရာအထက်ပြားကိုဆွေးနွေးတဲ့တမှုများညီလာခံကိုတနေ့မှာ3-4ရက်သာကျင်းပပါတယ်။ညီလာခံကျင်းပတော့ဘုညိကျုံဦးနှုနဲ့အခြားဝန်ကြီးတွေကမိကုံးပြောပြီးစီယုံရေးစီနာမျိုးတွေရှိပေမယ်။1955ကစပြီးအရက်သားဆိုးရနဲ့တမှုတွေကြားဆက်ဆံရေးပုံစံပြောင်းလဲလာပါတယ်။ဝန်ကြီးကိုစစ်ဖို့ကဝေဖန်တိုက်ခိုက်တာမျိုးတွေရှိလာပါတယ်။တိုင်းပြည်ကိစ္စကိုအရက်သားဆိုးရကကောင်းကောင်းမလုပ်ရင်စစ်တပ်ကဝင်ရောက်ဆက်ဖက်ရမယ်လို့ဒုတိယစေဦးစီချုပ်ဘိုးအောင်ကြီးက ဝန်ကြီးဦးကျော်ညင်းကိုဝေဖန်တာမျိုးနဲ့စစ်တပ်အုံစိနေတာကိုဘုံနေဝင်းကဝေဖန်တာမျိုးတွေရှိလာပါတယ်။ရဲတပ်ဖွဲ့နဲ့နိုင်ငံရေးသမားကပိုက်ဆောင်တပ်တွေကိုလည်းတက်မတော်ကဝေဖန်ချုပ်ချလာပါတယ်။အစ္စရေးနဲ့ယူဂိုစလာဗီးယားကိုတွေ့ယူပြီးရဲရွာကာကွယ်ရေးတော်တန်းတပ်ဖွဲ့ဖွဲ့စည်းဖို့စစ်တပ်ကစီစဉ်နေတဲ့အတွက်ပြူစောတိတက်ပေါ်ပေါက်လာရပါတယ်။တပုံညာကိုတုံးလှန်ဖို့စစ်တပ်မှအင်အားမရှိတော့ကတော့ဖဆပလအဖွဲ့ကစစ်ဝင်တဲ့တပ်ဖွဲ့ကိုဖွဲ့စည်းခဲ့ပါတယ်။ ဒါပေမဲ့စစ်တပ်အားကောင်းလာတဲ့အခါမှာတော့စစ်ဝန်ထမ်းကိုပြူစောတိအဖြစ်ပြန်လည်ဖွဲ့စည်းလိုက်တာပါပဲဒီကာလမှာတက်မတော်စစ်တပ်စစ်စင်ရေးဌာနဩဇာအရှိန်အဝါကြီးမားလာပါတယ်ကွန်မြူနီလူတက်တွေကိုတုံးပြပြီးတက်မတော်ကယုံကြည်တဲ့နိုင်ငံရေးဝါဒကိုဖောက်ထုတ်တဲ့အချိန်ခါပါပဲနောက်ပိုင်းအာနာတိန်ပြီးမဆက်လာပါတီတီထောင်တော့စစ်တပ်စစ်စင်ဌာနရဲ့ရေးသားချက်တွေအရေးပါလာပါတယ်စစ်တပ်ဩဇာအာနာကြီးထွားလာတာကိုဝန်ကြီးချုပ်ဦးနှုတ်ကိုယ်တိုင်ပွဲမကြဖြစ်ရပါတယ် ရတအစိုးရနဲ့စစ်ဘိုလ်တွေကြားဆက်ဆံရေးအဆင်မပြေဖြစ်လာရတာဟာအကြောင်းရင်းတစ်ခုမှအခြေတည်တယ်လို့ဘေရီကလဟန်ကသုံးသပ်ပါတယ်1954ကစပြီးဖဆပ်ပလဖွဲ့ထဲမှာအကွဲပြဲဖြစ်လာတာပထမအကြောင်းရင်းဖြစ်ပါတယ်အနာရရတနိုင်ငံရေးအဖွဲ့အနှစ်လာချိန်မှာတက်မတော်ကစီလုံးတည်တည်ပြီးအကောင်းလာတာဟာဒုတိယအကြောင်းဖြစ်ပါတယ်တနည်းဆိုရရင်တော့အာနာယနိုင်ငံရေးသမားအချင်းချင်း မတက်မတင်ဖြစ်ပြီးအုပ်စုဖွဲ့တိုက်ခိုက်နေလို့နိုင်ငံရေးအဖွဲ့အစည်းအားနဲ့လာကြိမ်းမှာစစ်ဗိုလ်တွေဟာနိုင်ငံသားယူဆနဲ့လက်နက်ပစ္စည်းကိုရယူပြီးတပ်မတော်ကိုပုံမှုအောက်ကောင်းလာအောင်တိစောက်နိုင်တာမို့တပ်မတော်နဲ့ဖဆပလအဖွဲ့ချုပ်ဟာစင်ကြိုင်အဖွဲ့အစည်းသဘောမျိုးဖြစ်လာတယ်လို့ဆိုပါတယ်စစ်တပ်ကအာဏာသိမ်းပြီးဗိုလ်ချုပ်နေဝင်ခေါင်းဆောင်နဲ့အင်းဆောင်အစိုးရ1958မှာပေါ်ပေါက်လာပါတယ်အရတအစိုးရနဲ့စစ်ဗိုလ်တွေကြားဆက်ဆံရေးတင်းမာလာဟာစစ်အာဏာသိမ်းရတဲ့အဓိကအကြောင်းရင်းဖြစ်ပါတယ် 1958အပိလမှာအာနာယဖဆပလအဖွဲ့နှချမ်းကွဲသွားပြီးဥနုတခင်တင်ကောင်းဆောင်နဲ့တရှင်ဖဆပလနုတင်အစိုးရဖြစ်သွားပြီးဥပဆွေဥကြောင်ငင်ကောင်းဆောင်နဲ့ဆွေငင်အုပ်စုကအတိုက်ခံတည်ညက်ဖဆပလဖြစ်သွားပါတယ်ဖဆပလနှချမ်းကွဲတဲ့ကိစ္စဟာစစ်တပ်ထဲအထိကြေရိပ်သွားပါတယ်ဒါပေမဲ့ဆွေငင်အုပ်စုကိုထောက်ခံသူတို့မတင်ကားတဲ့စစ်ဘုံအလုံးကိုဥနုကချုပ်ပြလို့မဖြစ်နိုင်ပါဘူးစစ်ဘုံအများစုကဆွေငင်အုပ်စုကိုသာထောက်ခံအားပေးကြောင်း ချင်းရှားလာတဲ့အခါလူတည်းအယတအစိုးရနဲ့စစ်ဘိုးတွေကြားဆက်ဆံရေးအခြေအနေစိုးဝါလာပါတယ်တက်မတော်ဟာပြည်သူရန်သူနံပါတ်၁ဖြစ်နေကြောင်းလူတည်းအုပ်စုကအတေလင်းပြောဆိုလာတာကိုတမှုတွေကမကျေနပ်ကြပါဘူးအချိန်ထဲမှာပဲလူတည်းအစိုးရဟာကွန်မြူနစ်ကောင်းဆောင်ပိုင်းကိုအစိုးရအဖွဲ့နဲ့တွင်းပြီးကွန်မြူနစ်တပ်သားကိုတော့တက်မတော်တွေတွန်းလိုက်မယ်ဆိုတဲ့ကောလာဟာလထပ်ပေါ်လာပါတယ်လူငင်းချင်တာကိုရထားတဲ့တပုံဥယျာဉ်လေးတောင်းကြုံနေပြီ လူတင်အုပ်စုကိုထောက်ခံမဲ့အနေအထားမှာရှိနေပါတယ်။ကွန်မြူနစ်ကိုတထဲသွင်းမဲ့တဲ့ပြူစောတီပြည်သူ့စစ်အဖွဲ့ကိုတဝက်လျှော့ပြဖို့ဝကြီးချုပ်ဦးနှုမိန့်ထုတ်ထားတဲ့ကိစ္စနဲ့တမူးတွေလက်အောက်ကစစ်ရဲတပ်တွေကိုပြည်ထရေးဝန်ကြီးဗိုလ်မင်းကောင်ကရန်ကုန်ကိုခေါ်ယူတဲ့ကိစ္စဆက်တာတွေဟာတမူးတွေကိုအားနှင်းအောင်လုပ်ပြီးလူတင်အရတားအစိုးရကိုစစ်အင်အားကောင်းအောင်လုပ်တယ်လို့ဖြစ်နေပါတယ်။လူတင်အစိုးရရဲ့အပြုအမူကိုတမူးတွေကစိုးရိမ်ပူပန်လာတယ်လို့1958 အနာသိမ့်မွေးမှာပါဝင်ခဲ့တဲ့ရာရှိတွေကပြောပါတယ်။နောက်ပိုင်းတိုင်မူဘူအောင်ရွှေဘူကြည်ဝင်းဘူချင်းနိုင်ပါဝင်တဲ့နှုတ်ဝက်အစီအိုတွေလုပ်တဲ့အခါဒီစစ်ဘူတွေကိုမေကလဟန်ကတွစ်ဆုံမင်းမြန်ဖို့စူးစမ်းပေမဲ့အတွေ့မခံပါဘူး။ဘာတွေဆွေးနွေးတယ်ဆိုတာအတိအကျမသိရပေမဲ့နုတင်အစိုးရစန့်ကျင်ရေးနဲ့စစ်အနာသိမ့်ဖို့ဆွေးနွေးဖို့ရှိတယ်လို့ဆိုပါတယ်။တမိုင်းဆီယာမတွေဖြစ်တဲ့ဒေါက်တာဒေါ်မြင့်ကြည်နဲ့ဒေါက်တာနော်အင်ဂျလင်းတို့ပြုစုတဲ့မြန်မာနိုင်ငံရဲ့ဒုတိယရွယ်စာညက်နာတရားကိုမှာတော့ဘူအောင်ရွှေ ဘူဂျီဝင်းနဲ့ဘူချိမြိုင်တို့ကဂျပန်ကပြန်လာတဲ့ဘူအောင်ကြီးကိုအနာသိမ့်ဖို့တိုက်တွန်းကြောင်းဖော်ပြထားပါတယ်။ဒီအရာရှိတွေဟာဘူမောင်မောင်ကိုလည်းမကျေနပ်ချက်တွေပြောပြပြီးအနာသိမ့်ဖို့အကြံပြုတာကိုဘူမောင်မောင်ကဘာမှမပြောဘဲညီနေလို့သဘောတူတယ်လို့ပဲတမှုတွေဘက်ကယူဆဖွယ်ရှိပါတယ်။ဒါပေမဲ့ဘူမောင်မောင်ကတော့တမှုတွေရဲ့လှုပ်ရှားမှုကိုမဟန်တားဖို့ဘူချုပ်နေဝင်းကအမိန်ပေးထားတယ်လို့1992မေလ6ရက်နေ့ကမေကလဟန်ကိုပြောပြပါတယ်။ဒီကိစ္စမှာ ဘူအောင်ကြီးနဲ့ဘုခင်ညိုတို့ကတညိုးပြောပါတယ်။ဦးနုကစစ်တပ်အတုံးစီဖြစ်တော့တာနဲ့ဗုဒ္ဓဘာသာကိုနိုင်ငံတော်ဘာသာလုပ်ဖို့ကြိုးစားတာကိုကတ္တလေဘာသာဝင်ဘူမောင်မောင်ကမကျေနပ်လို့ဦးနုအစိုးရကိုထုတ်ချချင်တာလို့ဘူအောင်ကြီးနဲ့ဘုခင်ညိုတို့က1992မေလ14ရက်နေ့ကမေရီကလဟန်ကိုပြောပြပါတယ်။တမှုတွေရဲ့အကြံစီကိုဦးနုရောဗိုလ်ချုပ်နေဝင်းပါရိမ့်မိပုံရပါတယ်။တတော်ဆောင်တပ်ဖွဲ့စစ်ရဲနဲ့သစ္စာကံပြစောတိတွေကို နုတင်အစိုးရကရန်ကုန်ကိုခေါ်ထားပါတယ်1958ရဲ့စက်တင်ဘာပထမပတ်မှာဘူအောင်ကြီးဘူမောင်မောင်နဲ့ဘူတင်ဖေတို့ကိုဥနုကခေါ်ယူတွေ့ဆုံပြီးသူတို့သုံးဦးနဲ့ဘူနေဝင်းကို ဝင်ကြီးခံပြီးအာနာခွဲဝေကပြဿနာဖြေရှင်းဖို့အကြံပြုပါတယ်ဒါပေမဲ့ဝင်ကြီးဖြစ်လာသူကိုလက်ထိုးခံရသူလို့တမူးတွေကယူဆတော့မှာမို့ဥနုရဲ့ကလန့်ချက်ကိုဘူမောင်မောင်နဲ့ဘူအောင်ကြီးကတော်စိတ်ဆိုးသွားခဲ့ပါတယ်ဝင်ကြီးကျော်ဥနုနဲ့တွေ့ဆုံပွဲဟာ စီဦးစီးဌာနနဲ့တမှုတွေရဲ့ဆက်ဆံရေးကိုရောရက်သားဆက်သားဆက်ဆံရေးကိုပါကြောင်းလဲသွားစေတယ်လို့ဘုံအောင်ကြီးနဲ့ဘုံမောင်တို့ကယူဆတယ်လို့ဆိုပါတယ်။ဦးစီးအရာရှိနဲ့တမှုတွေရဲ့ဆက်ဆံရေးအခြေအနေကိုမသိလို့သာဥနုကအခုလိုကန့်လိုက်တာဖြစ်ပုံရပါတယ်။ဘုံချုပ်နေဝင်းနဲ့ဘလောက်ရင်းနေရင်းနေတက်ထဲမှာဘလောက်ဩဇာရှိရှိ တမှုတွေမကြိုက်တဲ့အလုပ်ကိုဦးစီးအရာရှိဘုံအောင်ကြီးနဲ့ဘုံမောင်တို့ကမလုပ်နိုင်ကြောင်းကြက်တက်လိုက်တာပါပဲ။တမှုတွေရဲ့လိုရင်းဆန္ဒကိုအလေးထားရတာမို့ ဥနုပေးတဲ့ဝန်ကြီးရာထုတ်တော့ရန်ကုန်ခြေဆက်ဦးစီးရာရှိတွေကလက်မခံရတာလို့မေဒီကလဟန်ကဆိုပါတယ်နောက်တစ်ချက်ကတော့ရန်ကုန်ဦးစီးရာရှိအောက်မှာစစ်သားအနှက်ငယ်သာရှိပြီးတပ်မှုတွေအောက်မှာစစ်သားအများကြီးရှိနေတဲ့အချက်ပါပဲအဲဒါကြောင့်ဝန်ကြီးရာထုတ်လက်ခံပြီးရဲသားနှုတ်တင်အစိုးရနဲ့အနာခွဲဝေမယ်စာတပ်မှုတွေရဲ့လိုရင်းဆန္ဒအတိုင်းစစ်အနာသိမ့်ဖို့စီစဉ်ရပါတော့တယ်ဒါပေမဲ့တပ်မှုတွေအနာသိမ့်နိုင်မှုဖြစ်စေပဲစစ်ဦးစီးဌာနက အနာသိမ့်နိုင်လို့ဖြစ်အောင်ဘုံမောင်တို့ကထန်ထိပါတယ်။စီဦးစီလက်အောက်ခံတရင်တွေကိုရန်ကုန်မှာနေရာကျူခိုင်းပြီးအနာသိမ့်ဖို့ပြင်ဆင်ပါတယ်။ဒီလိုလုပ်ရတဲ့ရွေးချက်ကတမှုတွေဥဆောင်ပြီးအနာသိမ့်မှာကိုဟန်တာဖို့နဲ့လူတင်အုပ်စုလက်အောက်ခံလက်နက်ကင်အဖွဲ့တို့ရဲ့ရန်ကုန်ကာကွယ်ဖို့ဖြစ်ပါတယ်။1958 September 23ရက်နေ့မှာဘုံမောင်နဲ့ဘောင်ကြီးတို့ဦးနုကိုတွတ်တွေ့ပြီးတမှုတွေအနာသိမ့်ဖို့ကြံစည်နေတာကိုထိတ်နေရကြောင်းတကြထိတ်နိုင်မှာမဟုတ်ကြောင်းရှင်းပြပါတယ်။ နောက်တဲ့နေ့မှာဘုံဘောင်ဘောင်ဘူအောင်ကြီးနဲ့ဥနုရဲ့ကိုရဲအတွင်းဝင်ဥုံတို့ဆွေးနွေးပြီးနိုင်ငံရေးသမောင်းပါတဲ့အစိုးရကိုဖွဲ့ပြီးဗိုလ်ချုပ်နေဝင်ကိုဝန်ကြီးချုပ်ခန့်ဖို့သဘောတူကြပါတယ်။နောက်တော့စက်တင်ဘာ26ရက်နေ့မှာဥနုကဘုံဘောင်ဘူအောင်ကြီးနဲ့ဗိုလ်တင်ဖီတို့ကိုခေါ်ယူပြီးဗိုလ်ချုပ်နေဝင်ခေါဆောင်တဲ့အင်းဆောင်အစိုးရကိုအာဏာလွှတ်ပေးဖို့သဘောတူလိုက်ကြောင်းမေရီကလဟန်ကကြေညာထားပါတယ်။တရားညှက်တဲ့ရွေးကောက်ပွဲကျင်းပပေးဖို့ဆိုပြီးဝန်ကြီးချုပ်ဥနုလက်ထက်ကအာဏာကို ဘုကျုံနေဝင်လက်ထက်လွှတ်ပြောင်းပြလိုက်တာအယတားစက်သားဆက်ဆံရင်းနဲ့ဦးစည်းရရှိတမှုဆက်ဆံရေးကိုပြည်လဲသွားစေရပါတယ်တမှုတွေအနာသိမ့်တာမဟုတ်ဘဲဘုကျုံနေဝင်နဲ့ဦးစည်းရရှိဘုမမောင်ဘူအောင်ကြီးဘူတင်ဖေတို့ကအနာသိမ့်တာဖြစ်ပေမဲ့နုတင်အုပ်စုအနာလက်လွတ်ဖြစ်သွားတာကိုတမှုတွေကကျင့်နေကြပါတယ်ဦးစည်းရရှိနဲ့တမှုကြားတိမမှုရောတော့ရတဲ့အကြောင်းရင်းသုံးခုရှိပါတယ်ပထမအကြောင်းကစစ်ဘုံအတွက်ယာဒူးအများအပြားဖန်တီးလိုက်တာမို့ တပ်မှုတွေရန်ကုန်ရောက်လာတဲ့အတွက်အရင်လိုပိုင်ဆိုင်တာမျိုးနေတော့တာဖြစ်ပါတယ်။ဒုတိယအကြောင်းကတော့ DSI စစ်တပ်စီးပွားရေးလုပ်ငန်းတုချက်လိုက်လို့စစ်ဘိုလ်တွေဝင်ငွေကောင်းလာတဲ့အတွက်မကျေနပ်မှုနေပါသွားတာပါပဲ။တဘုံအများအပြားလက်နက်ချတဲ့အတွက်စစ်စင်ရေးကိုအရင်လိုဦးဆောင်ပေးပဲရန်ကုန်ကရာထူးကိုသာအာယုံဆိုင်လာတာ။ဦးစီးရရှိတဲ့တပ်မှုတွေကြားတိမာမှုရောက်တော့ရတဲ့တတိယအချက်လို့ဆိုပါတယ်။ဝါချင်းတပ်မှုအတော်များများရန်ကုန်ရောက်လာလို့ အရင်လိုစစ်စင်ရေးကိုဦးစားပေးတော့ပဲတက်ခွဲတက်ဆက်အဆင့်လောက်မှသာစစ်စင်ရေးလုပ်ပါတော့တယ်1958အောက်တိုဘာ28နေ့မှာဦးနုကဗိုလ်ချုပ်နေဝင်းကိုတရားဝင်အာဏာအနှင်းပြတာနဲ့စစ်ဘုတ်တွေအစိုးရဌာနအသီးသီးကိုဝင်ရောက်ကြပါတယ်အရသားကိုသာဝင်ကြီးခံပေမဲ့စစ်ဘုတ်တရားနေပါအုပ်ချုပ်ရေးဘက်မှာနေရာယူကြပါတယ်ဒီထဲကသုံးမုန်တပုံဟာနေကလာတဲ့စစ်ဘုတ်တွေပါဒီရဆိုင်စီးပွားလုပ်ငန်းကိုအကြီးအကျယ်တိုးချဲ့တာမို့ဘဏ်လုပ်ငန်း တင်မော်လိုင်းငါလုံငန်းဝင်းညူရီစောက်လို့ရီတဲယူပူဆောင်ရီနဲ့နိုင်ငံခြားကွန်တော်ရီကိုလုတ်ကင်နေပြီမို့လို့အင်အားအကောင်းဆုံးစီဖွဲလုပ်ငန်းကြီးဖြစ်နေပါပြီစစ်ဘိုတွေတစီထောင်ပြီးဝေးဖို့ချနိုင်ဖို့အတွက်ဒီရက်ဆိုင်ကမစတာ၃မိန်းကားတွေတင်းတင်းပြလို့စစ်ဘိုတွေဟာအခွင့်ဒုကန်ဖြစ်လာပါတယ်ဘုန်နေဝင်းအင်းဆောင်အစိုးရလက်ထက်မှာအထင်ရှားဆုံးအဖွဲ့အစည်းဟာလာအကခေါ်လုံချုံရီနဲ့အုပ်ချုပ်မှုကောင်စီဖြစ်ပါတယ်လာအကကိုတမှုတွေကပဲဥဆောင်ပါတယ် ပြူစောတီတတော်ဆောင်နဲ့ UNB ရဲအချုပ်ကိုလက်နက်သိမ်းယူသူဟာလာအကပါပဲအမျိုးသားမှတ်ပုံတင်ဌာနနဲ့လာအကအတွေ့ပြီးလူတိုင်းကိုမှတ်ပုံတင်ဖို့စူးစမ်းပါတယ်ရည်ရွယ်ချက်ကပြည်သူလူထုရဲ့လှုပ်ရှားမှုကိုထိန်းချုပ်နိုင်ဖို့ဖြစ်ပါတယ်မှတ်ပုံတင်စစ်ဆေးတဲ့နည်းနဲ့လူထုကိုစောင့်ကြည့်ဖို့စီစဉ်တာဖြစ်ပါတယ်အင်းဆောင်အစိုးရလက်ထက်မှာရာဇဝတ်မှုကင်းတိတိတတ်တာကြာဆင်းတော့ပါတယ်1960ဖေဖော်ဝါရီလရွေးကောက်ပွဲမှာမဲဆန္ဒနယ်ပြည် 65ရာခိုင်နှုန်းမှာမဲဆန္ဒပိနေတာကိုကြည့်ရင်တရားဥပဒေစိုးမိုးရေးကိုအကောင့်ထဲဖုန်နိုင်တာသိတာပါလေရန်ကုန်မြို့ထဲမှာတဲထိုးနေထိုင်သူနှစ်သိန်းကျော်ကိုဥက္ကလာပနဲ့တာကိတမြို့တစ်ကိုရွှေ့ပြောင်းလိုက်တာအင်ဆောင်အစိုးရပါအင်ဆောင်အစိုးရရဲ့ဆောင်ရွက်ချက်တွေကိုပြည်ရေးရွာမှုဆိုတဲ့အမည်နဲ့စာအုပ်ထုတ်ဝေပါလေကိုလုတ်တာကိုကုံယူပြီးကိုငချင်ကိုချင်းနဲ့အစိုးရရဲ့စာအုပ်ဟာအမေရိကန်ထက်တန်းကျောင်းသားတွေထုတ်ဝေနေကြဖြစ်တဲ့နှစ်လေစာဆောင်နဲ့တော်တူတယ်လို့ မေရီကလဟန်ကဆိုပါတယ်။ပူနေဝင်းအင်းဆောင်အစိုးရလက်ထက်မှာလွတ်လပ်ရေးဆုံးရှုံးရပုံကိုဗြိတိရှ်တန်ယုံအစဉ်ကစားမှာဖော်ပြထားပါတယ်။အစိုးရကိုအ ਨੇ ချင်းဝေဖန်မိတာနဲ့ကြီးလေးတဲ့အပြစ်တန်ချက်ခံရတဲ့အချိန်ပါပဲ။အတိုက်ခံလို့သူကိုကိုကိုကျွန်းပို့ပါတယ်။အင်္ဂလိပ်ကိုလိုနီအစိုးရရဲ့19ရာစုပုံနှိပ်သူမှတ်ပုံတင်ဥပဒေကို ပြင်ဆင်တိုးချဲ့ပြီးစာနယ်ဇင်းကိုပြိနေတာအင်းဆောင်အစိုးရပါ။ကွန်မြူနီအလိုတော်ကြီးလို့ဆွဲပြီးထောင်ချပစ်တဲ့ အဲဒီတာသတင်းတော့နဲ့ထုတ်ဝေသူမနေပါဘူးအစိုးရဝေဖန်သူ400ကျော်ကိုပုံမှန်9နဲ့ဖမ်းဆီးထိန်းသိမ်းခဲ့ပါတယ်စစ်တပ်ကထောက်ခံအားပေးတဲ့စွန့်ငိမ့်အုပ်စုနိုင်ရဖို့အလားအလာနေပေမဲ့1960မှာရွေးကောက်ပွဲကျင်းပပေးလိုက်တာဟာစစ်တပ်နာမည်ပြက်လာလို့ပါပဲအိမ်ဆောင်အစိုးရကတော့ဒီမိုကရေစီကိုလေးစားလို့ရွေးကောက်ပွဲကျင်းပလိုက်တာလို့ပြောပါတယ်ဒါပေမဲ့စစ်တပ်နာမည်ပြက်လာပြီးဦးစီးရရှိတဲ့တမှုတွေကြားဆက်ဆံရေးအဆင်မပြေဖြစ်လာလို့စစ်တပ်ကနောက်ဆုတ်ပြီး ရွေးကောက်ပွဲကျင်းပကအယတအစိုးရကိုအနာလွှဲပစ်လိုက်တာလို့မေရီကလဟန်ကဆိုပါတယ်ရွေးကောက်ပွဲကျင်းပပြီးစစ်စကမ်းပြန်ဖို့ဘူနေဝင်းနဲ့စီဦးစီယုံကစစ်စင်နာကိုရန်ကုန်ရောက်နေတဲ့တမူးတွေကမကျေနပ်လို့ဆက်ဆံရေးတင်းမလာတာပါရွေးကောက်ပွဲမှာနုတင်အုပ်စုနိုင်မယ်ဆိုရင်ဘလို့လောက်ကြမလဲဆိုတာကိုတမူးတချို့လှုပ်ဝက်ဆွေးနွေးရမှာဘူအောင်ရွှေဘူလှမော်ဘူထွန်းစိန်ဘူကြည်ဝင်းဘူကြည်ဟန်နဲ့ဘူချိနိုင်တို့လည်းပါဝင်တယ်လို့1993ဖေဖော်ဝါရီ27ရက်နေ့မှာ ဘုံမူကြီးလမော်ကမီရီကလဟန်ကိုပြပြပါတယ်။ဘာကိုဆွေးနွေးလဲဆိုတာအသိစိတ်သိရဖို့ခက်ပေမဲ့စစ်တမ်းလျားကုံပြောင်းခြင်းနဲ့ဒီတံမှုတွေဟာတစ်ခုခုလောက်ဖို့ဆွေးနွေးတာထင်ရှားတယ်လို့မီရီကလဟန်ကသုံးသပ်ပါတယ်။ဦးမှုခေါဆောင်နဲ့ရတားအစိုးရတက်လာပြီးမကြမီဘုံမူကျုံအောင်ရွှေနဲ့တရင်မှုတို့ဟာဘုံကျုံနေဝင်းကိုဖယ်ရှားပြီးဦးမှုအစိုးရကိုထုတ်ချဖို့ကြံစီတယ်လို့ယူဆကြောင်း1967ဖေဖော်ဝါရီလတော့ဗြိတိရှ်တန်ယုံအစီရင်ခံစာမှာဖော်ပြထားတာကိုလည်းကိုးကားပါတယ်။ 1960ဖေဖော်ဝါရီလမှာကျင်းပတဲ့ရုပ်ကပွဲမှာစွန့်ငိမ့်အုပ်စုနိုင်အောင်စစ်ဘုအချုပ်မဲခိုးကြကြပေမယ်။ဥနုခေါဆောင်တဲ့တန်ရှင်းဖက်ဆပလဖြစ်လဲပြည်ထောင်စုပါတီကအပြတ်အတန်အနိုင်ရပြီးဒီမိုကရေစီအရသာစုအကို ပြန်လည်ဖွဲ့စည်းနိုင်ခဲ့ပါတယ်။မြမဒီမှာစေအစိုးရတဆိုးရှိလိမ့်မယ်လို့ညှော်လင့်နေတော့ဘုံနေဝင်းကရုပ်ကပွဲကျင်းပပြီးအနာလွှဲပေးတဲ့အတွက်တကဘာလုံးကချီးကျူးကုန်ပြကြပါတယ်။အခြေခံဥပဒေနဲ့ဒီမိုကရေစီကိုလေးစားသူအဖြစ်ဘုံနေဝင်းကို ဖိလစ်ပိုင်နိုင်ငံကမစိစိစုချင်းမြင်ပေမယ်ဘူနေဝင်းကလက်မခံပါဘူးဒေါ်လာတောင်းတန်စုကိုလက်ခံလိုက်ရင်အနောက်တိုင်းနိုင်ငံလိုက်တဲ့အတွက်ဂုံပြုတ်ခံရတာကိုအပြောခံရမှာဆိုလို့မစိစိစုကိုဘူနေဝင်းလက်မခံရတာဖြစ်ကြောင်း1960ဩဂတ်စ်လ10ရက်နေ့တော့ဗြိတိသျှနိုင်ငံခြားရေးဌာနအစိုးရခန်းဆောင်မှာဖော်ပြထားပါတယ်